ဆိုတော့ရှင်ကျွန်တော်တို့မဲပေးကြရအောင်မယ်ပေါ့နော်ဆိုတော့ရှင်ဒီဇင်ဘာ28ရက်ကနေစပြီးတော့အပိုင်းချင်းဖြစ်မယ်ပြီးလို့ရှင်ဒီဇင်ပြီးလို့ရှင်2026 January 17ရက်နေ့မှာဒုတိယတစ်ကြိမ်အထွေထွေရွေးကောက်ပွဲလုပ်မယ်တတိယပိုင်းကိုတော့အပိုင်း3ကိုတော့2026ခုနှစ် January 25ရက်မှာလုပ်မှာဖြစ်ပါတယ်ရှင်အဲ့လိုလုပ်တဲ့အချိန်မှာကျွန်တော်တို့မဲပေးတဲ့အချိန်မှာကျွန်တော်တို့ဆက်နဲ့မဲပေးရမှာဖြစ်ပါတယ်ဆက်နဲ့မဲပေးရတဲ့အချိန်မှာကျွန်တော်တို့ပါတီရဲ့ logo ကို အဲကျွန်တော်တို့ပါတီကိုမဲပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြန်ရောင်းပေါ်မှာအဖြူမြောင်ပြီးသုံးလို့ပေါ့နော်ဒီ logo လေးကိုတေချာမှတ်သားပြီးတော့မှမဲပေးကြပါလို့ကျွန်မအပြည်သူလူထုတရားလုံးကိုမြစ်တာရက်ခံပါတယ်ရှင်ဒါလေးကတော့ကျွန်တော်တို့ပါတီရဲ့ logo ဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်စားလှယ်လောင်းနေလဲပေါ့နော်အဲကျွန်တော်တို့ကိုယ်စားလှယ်လောင်းနေလဲဒါလေးတွေပေါ့နော်ဒီ logo ပြားလေးတွေထုတ်ပြီးတော့မှပြည်သူလူထုကိုမဲပညာပေးဖို့ပါရှင်နောက်တစ်ခုကတော့ကျွန်မတို့ကဒီဆက်နဲ့မဲပေးရမှာပေါ့နော်ဆက်နဲ့ခါတိုင်းဆိုကျွန်တော်တို့မဲပြားပေါ်မှာကျွန်တော်တို့က တစိုက်တော့နှိမ့်နေမယ်ဒါမှမဟုတ်ဘောပယ်နဲ့အမှန်ချင်းချင်းမယ်အမှတ်သားတစ်ခုပြုတ်မယ်ပေါ့နော်အခုကျတော့ကျွန်တော်တို့ဆက်နဲ့မဲပေးရမှာဆိုတော့ဆက်ခလုတ်လေးရဒီဘက်မှာဟုတ်ပဲဆုံးမှာအပြန်ရောဆက်ခလုတ်ဖြစ်ပါလိမ့်ရှင်အပြန်ရောဆက်ခလုတ်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဆက်ခလုတ်ရဲ့အပေါ်မှာဒီမှာအစိမ်းရောင်လေးရှိပါတယ်ဒါကြီးကမီးလင်းမဲ့နေရာပါရှင်ဒီအစိမ်းရောင်လေးမှာအစိမ်းရောင်လေးမှာမီးလင်းနေဆိုတော့မှာကျွန်တော်တို့ကပိုသေးခြင်းနဲ့ ပါတီကိုရွေးချယ်ပြီးမဲပေးရမှာဖြစ်ပါတယ်မဲပေးတဲ့အချိန်တိုင်းအပြန်ရောင်းခလုံးနဲ့ရမှာဖြစ်ပါတယ်ရှင်သို့တော်လည်းဒီအပြန်ရောင်းခလုံးနဲ့ကန့်ရံမှာရှိတဲ့ပါတီတစ်ခုချင်းစီရဲ့ logo မှတ်ထားရမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကိုပေးချယ်တဲ့ပါတီရဲ့ logo မှတ်ထားရမှာဖြစ်ပါတယ်ဒါလည်းကတော့ကျွန်တော်နမူနာထုတ်ပြထားတာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ပါတီရဲ့ logo ဒီဒီအပြန်ရောင်းပေါ်မှာအဖြူရောင်းဒီသုံးလုံးနဲ့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပါတီကိုမဲပေးမယ်ဆိုလို့ရှိရင်အပြန်ရောင်းမှာရှိတဲ့အဖြူရောင်း 誒飛到咯，誒飛到，俾埋先嚟，佢碌料呢先係，誒始終都話調味比較難咯，誒始終調劑咧呢工作係比較谢谢谢谢谢谢